အားလုံးပဲမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ PK Blinders တို့ကိုခရစ်တိုဂိမ်းအဖြစ်မြင်ရတော့မဲ့သတင်းနဲ့အတူ Tram ရဲ့လက်ဖြောက်မှာဘယ်သူတွေအမှုန့်ဖြစ်သွားမလဲသတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ပထမတစ်ပုတ်အနေနဲ့ PG Blider တို့ကို Crypto Game ဖြစ်မြင်ရတော့မဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ PG Blider တို့ကို Crypto Game အသွင်နဲ့မြင်ရပါတော့မယ်။ Series အနေနဲ့ထုတ်လင့်ခဲ့ချိန်မှာကြီးစုသူတန်80အထိရရှိခဲ့တဲ့နံပြားအုပ်ထုပ်ဆောင် Gangstar တို့ရဲ့ဇက်ထုတ်ကြီးကို Crypto Game အဖြစ်ဖန်တီးသွားတော့မှာဖြစ်ပြီး Action Game တစ်ခုအနေနဲ့ထွက်လာမယ်လို့သိရပါတယ်။ Anonymous Labs ကနေဖန်တီးပြီးတော့ ဘာမင်ဟန်လမ်းပေါ်မှာအခြေခံတီထားတဲ့ PK Glider ဂိမ်းကတော့2026ခုနှစ်ထဲမှာပဲထွက်လာနိုင်မယ်လို့ခန့်မှန်းထားပြီး Action Game ဆန်ဆန်ကိုမှအင်ဂိမ်း currency ကို token အဖြစ်နဲ့ဖန်တီးထားတာဖြစ်ကြောင်းသိရပါတယ်။အသေးစိတ်အချက်လက်တွေကိုတော့သေချာမသိရသေးပေမဲ့ GTA နဲ့ Red Dead Redemption ပေါင်းထားတယ်လို့ဖြစ်နိုင်ကြောင်းခန့်မှန်းနေကြပါတယ်။ဒါပေမဲ့ကဘာစင်းနှစ်ခုကြားကခေအောင်တစ်ခုမှာအခြေတီထားတဲ့ဇလန်းတစ်ပုဒ်ကိုမှ crypto ထည့်သွင်းဖန်တီးထားတဲ့ဆိုတာကထူးဆန်းနေပါတယ်။ ပုံမှန်ဆိုရင်တော့ crypto gain အတော်များများကခေတ်လွန်ကာလတွေမှာအခြေတည်ကြလေရှိပြီးတော့စက်ရုပ်တွေရင်းမြန်တွေလက်နက်စမ်းတွေကိုအဓိက feature အဖြစ်ထည့်သွင်းသက်ကြပါတယ်အခု BK Blider ကို crypto gain အဖြစ်ထုတ်မယ်ဆိုတာကတော့ခေတ်လွန်ပုံစံ gain နေကြမှာထူးခြားနေမှာဖြစ်ပြီးဒီလိုထူးခြားနေတာကိုလိုချင်လို့လဲတမင်သက်သက်ဖန်တီးခဲ့တာဖြစ်နိုင်ပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ Trump ရဲ့လက်ဖြောက်မှာဘယ်သူတွေအမုန်းဖြစ်မလဲတဲ့တင်းကိုတင်ဆက်ပေးကြပါရစေ။ Trump က Crypto နယ်ပယ်အတွင်းမှာအတော်လေးခြေလှမ်းကျေးလာနေပါရစေ။ NFT Collection တွေကနေစဝင်လာလိုက်တာအခုဆိုရင်ကိုပိုင် DeFi Platform နဲ့ထောင်ပြီးသားဖြစ်တယ်လို့ဇနီးမောင်နဲ့ပိုင်နဲ့မေးကွိုင်းတွေလည်းရှိပြီးတော့ Stable Coin ထုတ်ဖို့လည်းအတည်ပြုပြီးပါပြီ။အခုနောက်ဆုံးအနေနဲ့ကတော့သူပိုင်နဲ့ Trump Media ကနေ Crypto Token ထုတ်ဖို့ Crypto Wallet ထုတ်ဖို့စဉ်းစားနေကြောင်းထုတ်ပြောလာပြန်ပါပြီ။ True Plus Creation တွေပေးထားတာမှာတုံးလို့ရနိုင်မဲ့ Trend Digital Wallet ကို utility token တစ်ခုအနေနဲ့အတူပူးတွဲထုတ်သွားနိုင်မှုနည်းလမ်းတွေကိုစဉ်းစားနေပြီးနောက်ပိုင်းမှာလည်းဒီ wallet နဲ့ token တွေကို True Ecosphere တွေကအခြားထုတ်ကုန်တွေအတွက်သုံးလို့ရနိုင်မှာပါလို့ Trend Media ရဲ့ CEO Devin News က share ရှင်းနေစီကိုပေးတဲ့စာမှာထည့်သွင်းဖော်ပြထားပါတယ် Trend Media ရဲ့ token နဲ့ wallet က reward အဖြစ်လည်းသုံးလို့ရနိုင်မှာဖြစ်တယ်လို့ True Ecosystem တွေကအခြားအရာတွေနဲ့လည်းချိတ်ဆက်သွားတဲ့အခါမှာတော့ Trend ရဲ့ crypto ecosystem ကြီးကအတော်လေးကိုကျေပြန့်သွားတော့မှာဖြစ်ပါတယ် ဒါအပြင်အခုအချိန်မှာ US သမ္မတတယောက်ရဲ့လုံပိုင်ခွင့်အာဏာတွေဩဇာလွှမ်းမိုးမှုတွေအပြည့်အဝရှိနေချိန်နဲ့အချိန်ကထရမ့်ကလည်းခရစ်တိုစီးပွားရေးကိုတိုးချဲ့လာနေတာလည်းဖြစ်ပါတယ်။ဒါအပြင်ထရမ့်မီဒီယာကခရစ်တိုဒေါ်ကနဲ့ချိတ်ဆက်ပြီးတော့လဲခရစ်တိုနဲ့ store ETF တွေထုတ်ဖို့စီစဉ်နေတာကြောင့်တကယ်ကိုခရစ်တို ecosystem ကြီးတစ်ခုကိုဖန်တီးနေတာလို့မြင်ကြည့်နိုင်ပါတယ်။ Marvel fan တွေဆိုရင်တော့အခုအချိန်မှာ Thanos တယောက် Infinity Stone တွေ live ဆူနေတဲ့အချိန်လို့ပြောလို့ရနိုင်ပြီး Infinity Stone တွေကို ကွန်ဒလက်ထဲထည့်လိုက်နိုင်ပြီဆိုရင်တော့ဘယ်သူတွေအမုံဖြစ်မလဲဆိုတာကစိတ်ဝင်စားစရာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာခရစ်တိုကာရစီဝယ်အောင်လုပ်ဖို့ Binance account တခုမရှိသေးဘူးဆိုရင် Trade လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကိုကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး Trade တိုင်းမြတ်ကြပါစေခင်ဗျာ